ရှေးမြမတနန်းနဲ့အမြောက်အရာဆိုရင်မြမနိုင်ငံရဲ့စည်ရေးစွမ်းရည်အကြောင်းတွေကိုပြောမယ်ဆိုရင်တော့ရှေးရိုးဆွဲစင်တက်မြင်းတက်ဂျားနဲ့အလံတွေကိုပဲပြေးမြင်တတ်ကြတာပါဒါပေမဲ့တကယ်တော့မြမဘယံတမတော်မှာဥရောပကတနတ်တွေမရောက်ခင်16ရာစုမတိုင်မီကလေးကတရုတ်ပြည်ဘက်ကဝင်လာခဲ့တဲ့တနတ်နဲ့အမြောက်ငယ်တွေကိုကျွမ်းကျင်စွာနဲ့အသုံးပြုနိုင်နေပြီဖြစ်ပါတယ်ဥရောပကတနတ်တွေရဆိုရင်တော့16ရာစုအလေခန့် ဗရင်နောင်ခင်မာမှာစတင်ရောက်ရှိခဲ့ပြီးမြမရှေယိုဇွဲစစ်နေပြူဟာရီတို့တော့မပြောင်းလဲနိုင်ခဲ့ပါဘူးရှင်။မြမာရီယာတနန်းနဲ့ကိုက်ညီတဲ့စစ်ပြူဟာအသက်တွေကိုမတိထွေမဲနဲ့ရှေယိုလန်နယ်တွေရဲ့ပြစ်ကူဖြစ်တာအသုံးပြုခဲ့ကြတာပါ။ကနအူပိုင်းမှာဆိုရင်တော့မြမာဘရင်တပ်မတော်ဟာတနန်းကိုင်တပ်ဖွဲ့တွေမှာပေါ်တူဂီနဲ့မွတ်စလင်ကျေးစားဆက်သားတွေပါဝင်ခဲ့ပြီးတဲ့နောက်မှာတော့မြမာလူမျိုးတနန်းကိုင်တပ်တွေကိုဖွဲ့စည်းခဲ့ပါရယ်။ဆက်စင်တွေကိုလည်းအမြောက်တန်ဆင်ဖြန့်နဲ့ပြောင်းလဲဖွဲ့စည်းခဲ့ကြပါရယ်။ ၁၆ရာစုအကုန်မဆိုင်တော်စစ်ပွဲတွေမှာမြမရဲမဲ၂၀ရာခိုင်နှုန်းကနေပြီး33ရာခိုင်နှုန်းထိတနက်ကင်ဆောင်ခဲ့ကြက1824ခုနှစ်ပထမအင်္ဂလိပ်မြမစစ်ပွဲမှာဆိုင်တော်60ရာခိုင်နှုန်းမြတနက်အသုံးပြုခဲ့ရလို့မှတ်တမ်းရှိပါတယ်1605ခုနှစ်ကတပ်တော်ဝင်အမိန့်ပြန်တန်တစ်ခုရတပ်သားတစ်ထောင်ပါဝင်တဲ့တပ်ဖွဲ့တပ်ဖွဲ့မှအမြောက်ငယ်တွေတနက်တွေလုံလောက်စွာပါရှိရမယ်လို့ဖော်ပြထားပါတယ်။ ဒါပေမဲ့မြမဘရင်စက်တက်မှာအမြောက်များစွာရှိသုံးလဲပဲကျွမ်းချန်တဲ့အမြောက်ပြက်သမားမရှိတဲ့အတွက်ဒေတိုင်းတင်ထားနေရတဲ့ဆိုပြီးတော့ dash matter နေမှာဖော်ပြထားတာပါမြမရီယာအမြောက်ပြက်ခုံမပါဘဲနဲ့အမြောက်တွေကိုမြေကြီးပေါ်ချပြီးတော့ပြက်ခတ်လေးရှိပါတယ်။အမြောက်ပြက်ခုံကဆိုရင်တော့အမြောက်ကိုအထီရောက်ဆုံးအကွာဝေးထိပြက်ခတ်နိုင်အောင်လုပ်ထားတာတွေကိုမြမရီမသိခဲ့ကြတာဟာနားလည်မှုလွဲမှားတဲ့အချက်တစ်ခုပါပဲ။ ။ဒါအပြင်မြန်မာဘီယံတွေကဥရောပကလက်နက်ခဲယမ်းတွေကိုအမျက်တနှုန်းတန်ဖိုးထားပြီးမိတ်ဆွေဖွဲ့ဖို့အတွက်အကောင်းဆုံးလက်ဆောင်ဖြစ်တဲ့သတ်မှတ်ခဲ့ကြတာပါပဲ။ပြည်ပြင်းက dash တို့ထံကတရှိန်နဲ့တနက်တွေမှာယူခဲ့ပြီးတက်သားပုံစံတူပြုတ်လုံမှာယူခဲ့သလိုတနက်တွေကိုရွှေချပေးဖို့ပါမှာကြခဲ့ပူပါရယ်ဒီချက်တွေအရဆိုရင်တော့19ရာစုမြန်မာပြည်ရင်တွေရဲ့လက်နက်ပေါ်ထားတဲ့အမြင်တွေကိုထင်ရှားစေတာပေါ့လေမြန်မာတပိုင်းမှာထင်ရှားတဲ့နောက်ထပ်အမြောက်တစ်မျိုးကတော့ညတပူဖြစ်ပါရယ် ညတပူဆိုတာကအမြောက်စိန်ပြောင်းနေတဲ့မတူဘဲနဲ့ပြောင်းပုံစံကအခေါင်းပေါက်ဖြစ်နေပြီးပြောင်းတဲ့ကိုမီးရှူးလိုအတိုင်းထဲကရှို့ပြပြီးတော့ပြစ်ခတ်ရတာပါပြင်ပကုံမထီရောက်ပေမဲ့လို့ရန်သူခံတပ်တွေကိုပြစ်ခတ်ရတဲ့ရင်ဆိုင်တိုက်ခိုက်တဲ့နေရာတွေမှာပြစ်ကူဖြစ်နေအသုံးပြုခဲ့ကြတာပါဘယင်းတော်လက်ထက်ယူရီးယားမြန်မာစစ်ပွဲမှာညတပူတွေကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်ကောင်းမောင်ခဲမင်းတော်မင်းလက်ထက်ကိုရောက်တော့မှကနောင်မင်းသားကြီးရဲ့အစီအစဉ်နဲ့နိုင်ငံသားပညာတော်တွေဆေလွှတ်ပြီးတော့ပြန်လာတဲ့အခါမှာလက်နဲ့ဆက်ယုံတွေတိစောက်ခဲ့တာပါ အဲဒီစယုံတွေကမြန်မာလုံတန်းတဲ့တွေအမြောက်တွေအပြင်ကနောင်မင်းသားကြီးရဲ့ကြီးကြပ်မှုတွေနဲ့ရေမြုပ်ဘုံတွေကိုပါစမ်းသပ်အောင်မြင်ခဲ့တယ်ဆိုတာကအလွန်ကိုဂုဏ်ယူစရာသမိုင်းမှတ်တမ်းဖြစ်လို့နေပါတယ်ဒါပေမဲ့လေဒီကနေ့ခင်မဆွေးနော်ဇွမ်းဆောင်ရည်နေပါတဲ့အဆိုပါရှေးတနတ်တွေနဲ့အမြောက်တွေကိုမလိုအပ်တော့လောက်လို့ခင်မီအားကောင်းတဲ့လက်နက်မျိုးစုံကိုတရုတ်ကမြန်မာနိုင်ငံအတွက်ရောင်းချပေးနေပါပြီ။တရုတ်ပြင်ရုရှားနဲ့အိန္ဒိယကလည်းမြန်မာနိုင်ငံထဲကိုလက်နက်တွေတင်ပို့ပါသေးတယ်။ လက်ရှိနေထားတဲ့အကြောင်းနောက်တစ်ခဲမှာပြန်ပြောပြရမယ်မြန်မာတပိုင်းကဘယ်လိုပုံစံဖြစ်မလဲဆိုတာအင်မတန်စိုးရိမ်မိတာပါပဲဒီနေ့တဲ့ရွှေဘို channel ကနေတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်အထက်သက်သောကြားရည်နဲ့ပြန်လာခဲ့ပါမယ်